အခုတို့ကြတော့ဟိုတေးဥဆောင်ပေါ်ကမှလည်းအဲ့လောက်နာမည်မကြီးခဲ့ဘူးလीဟို VCD ခက်မှာတော့နာမည်နည်းနည်းရှိတာပေါ့နော်နာမည်မရှိဘူးဒါပေမဲ့မင်းသားဘိုးကမှလည်းခေါင်းဆောင်မင်းသားကိုတော့မဖြစ်ခဲ့ဘူးမဖြစ်ခဲ့တော့ဒီကားကိုပြန်ရိုက်တဲ့အချိန်မှာဒါရိုက်တာလေးနဲ့ရိုက်ဖို့ဆိုတော့ယုံကြည်ချက်ကတော့တော်တော်နည်းကြတယ်တချို့ဆိုရင်ရိုက်ပေးမယ်လို့ပြောပြီးကိုယ်နေလန်းခဲ့တယ်အကြာကြီးပြည့်ဆောင်တော့ကိုကလည်းစိတ် ကလည်းမမမရှိတော့တော့မဟုတ်ပေါ်တော့ဟိုစိတ်ကလည်းလောလာပြီးတော့ကိုကဝတ်တူစံချင်းကရေးထားတဲ့ဘလို့စီစဉ်ရမယ်ဆိုတော့ရေးရတော်တော်စိတ်ရှည်ပြီးတော့လုပ်လုပ်ခဲ့ရတယ် တော်တော်မလွယ်မယုံတာပေါ့နော်မယုံတာလည်းပါပါအမှုပညာသမားတွေကဘလောက်နာမည်ကြီးကြီးပေါ့နော်ဘလိုပဲဖြစ်နေဖြစ်နေတော်တော်များများကအမှန်ဆိုရင်တော့ဟိုပတ်စံကြောင်ရိုက်တဲ့သူကတော့နည်းနည်းရှားတယ်ပေါ့နော်ရှိကောင်းလည်းရှိနိုင်တာပေါ့နော်ပတ်စံချမ်းသာ ချမ်းသာလို့ရိုက်တာဆိုတာမျိုးပြောရှိကောင်းရှိနေတာပေါ့နောက်တစ်ခုကနာမည်ကြီးဒါရိုက်တာဆိုရင်တော့ရချင်တဲ့သူရှိမှာပေါ့အကူတို့ကြတော့ဟိုသေယုဆောင်ဘောကမှလည်းအဲ့လိုနာမည်မကြီးခဲ့ဘူးလीဟိုဝီဇီရီခက်မှာတော့နာမည်နည်းနည်းရှိတာပေါ့နော်နာမည်မရှိဘူးဒါပေမဲ့မင်းသားဘောကမှလည်းခေါင်းဆောင်မင်းသားကိုတော့မဖြစ်ခဲ့ဘူးမဖြစ်ခဲ့တော့ဒီကောင်းကိုပြန်ရိုက်တဲ့အချိန်မှာဒါရိုက်တာလေးနဲ့ရိုက်ဖို့ဆိုတော့ယုံကြည်ချက်ကတော့တော်တော်နည်းကြတယ်နည်းတယ်ပေါ့နော်နည်းတယ် တချို့ဆိုရင်ရိုက်ပေးမယ်လို့ပြောပြီးကိုယ်နေလန်းခဲ့တယ်။ကြာကြီးဖြစ်ဆောင်ကိုကလည်းစိတ်စိတ်ကလည်းမရှိတော့တော့မဟုတ်ပေါ့တော့ဟိုစိတ်ကလည်းလောလာပြီးတယ်ကိုကဝတ္ထုစံညင်ကရေးထားတယ်ဘယ်လိုစီစဉ်ရမယ်ဆိုတာရေးရတော်တော်စိတ်ရှည်ပြီးတော့လုပ်လုပ်ခဲ့ရတယ်။တော်တော်တော့မလွယ်မယုံတာပေါ့နော်။မယုံတာလည်းပါပါပေါ့နော်။ကိုတို့ကတော့အမှန်တိုင်းပြောရရင်တော့ကိုကလေးမှကြတော့ခုခက်ကလူတွေပေါ့နော်။ခက်ခက်စနေရဲ့ရှိနေတဲ့လူတွေကိုတော့ပါစီချင်တာပေါ့နော်။ပါစီချင်တော့ဒါပေမဲ့ကိုကိုကောင်းကောင်းမွန်မွန်တိတ်လက်မခံပေးကြအောင်။ တမခံပြေးကြတဲ့အချိန်မှာအဲကိုကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ငါအဲ့လိုနာမည်ကြီးအရန်ပေါ့နော်အရန်ကိုဟက်ဖြစ်နေတဲ့အဲ့လိုမျိုးမင်းသားအကြီးပေါ့နော်မင်းသားတကယ်ဟက်ဖြစ်နေတဲ့လူငယ်လူငယ်မင်းသားလေးတွေမရိုက်ချင်တော့မရိုက်ချင်တော့တဲ့အချိန်မှာကိုဇလန်းကို position တစ်မျိုးနဲ့ပြန်ပြောင်းလိုက်တာပြောင်းလိုက်ပြီးတော့ အစရိရလည်းကိုကဒီလူမျိုးပညာပေးကားပဲရိုက်ဖို့စဉ်းစားထားတာပေါ့နော်ဒါပေမဲ့ဇာလန်ပြန်ပြောင်းပြီးတော့မှငါ့ကိုတကယ်စေတနာပါပြီးတော့တကယ်ကူညီခြင်းကြတဲ့သူတွေနဲ့ပဲငါရိုက်တော့မယ်ဆိုတဲ့စိတ်ဖြစ်သွားအဲ့ချိန်မှာတော့မိုင်ကြီးဆုမြတ်သူစာမိုင်ကြီးမိသင်စာလို့မခိုင်နေဝင်လို့ကိုသူတို့စာအဲ့အဲ့မှာတော့တော်တော်သူတို့ကတော့ကိုပြောလိုက်ရင်တော့တကယ်ကိုကူညီကြတဲ့သူတွေဆိုတော့အင်တိုင်းအားလိုက်ပဲပေးမယ်လည်းအရင်ပေးမယ်မိုင်ဆိုးနဲ့အမတ်တွေကတော့မိုင်ကြီးကထုံးစံနေမယ်ကြီးကြ ကြီးကြတော့ကျွန်တော်တို့ရိုက်တဲ့နေရာနဲ့ဒီမာကြီးသိုးမြတ်သူစာနေတဲ့နေရာနဲ့ဝေးတယ်ဟိုတယ်ကတလုံးဝင်ရှိတယ်ဆိုတော့မွေရောင်ကကူနဲ့ဒီဘက်ကစိုက်ခေါင်နဲ့ဝေးတယ်တနာကြီးလောက်မှောင်သွားတယ်ဆိုတော့အဲ့နေရာကိုသူကအပြင်းနဲ့ဖြတ်သွားဆိုတော့သူကညက်ပက်ကြမှောင်တော့သူကစမပြေဘူးပေါ့သူမရိုက်တော့ဘူးအဲ့လိုပြောမရိုက်တော့ဘူးဆိုတော့မာကြီးမရဘူးသူရိုက်ကိုရိုက်ရမယ်ပေါ့နော်ရိုက်မယ်တဲ့လာခေါ်ဆိုတော့တွားခေါ်ရတယ်ညပစ်ကြီးတွားခေါ်မှပဲသူရိုက်ပြတော့ကြီးကြတာမမကြီးလည်းပဲကြီးကြနေကြတယ် ါပေမဲ့ तू ကဘလောက်ပဲကြည်ကြကြည်ကြ तू ကစေတနာကောင်းတယ်တကယ် तू လှုပ်တဲ့အလုပ်ကိုတည်တည်ချာချာလေးလှုပ်တယ်ပေါ့နော်အလုပ်ကိုလှုပ်တယ်ပြီးတော့ဟိုသူတို့ဟာကိုလည်းစေတနာရှိတယ်ဒီရုပ်ရှင်က ကျွန်တော်အတွက်စီဝါရေးမဟုတ်စီဝါရေးလှုပ်တဲ့ကားမဟုတ်ကျွန်တော်ကကျွန်တော်လှုပ်ရှင်တဲ့အမှုပညာလှုပ်ကိုဟိုကျွန်တော်ချပြလိုက်တဲ့ဟာလေးကိုပြိတက်ဟော तू လည်းအဲဒီလိုလေးရိုက်တက်တယ်ပေါ့နော်ဟောပြိတက်ကိုချပြခြင်းဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါလောက်ထိ အဆင်ပြေမပြေတဲ့ဆင်းရဲတဲ့ကလေးလေးတွေတကယ်ရှိတယ်။အဲ့ကလေးလေးတွေကိုသူတို့ရဲ့ကိုစိတ်ဝင်စားအောင်ဟိုသူတို့ကိုပံ့ပိုးပေးနိုင်တယ်ဆိုလို့ရှိရင် သူတို့တွေတဲ့နောက်တစ်ချိန်မှာအဲပေါ်တော့သူတို့မိသားစုအတွက်ပေါ့နော်။နေရာလေးတစ်ခုအနေနဲ့ရက်တည်ပြီးတော့မှပြန်ပြီးတော့ပြန်လဲဆောက်ရှောက်နိုင်တယ်ပြန်လဲပံ့ပိုးနိုင်တယ်ဆိုတော့အနေထားကိုကျွန်တော်ပြချင်တာပါနော်။ကိုကာလီကတော့အမှန်ဆိုရင်တော့ကိုရက12ရက်12လ2025ခုနှစ်မှာယုံတင်ပါယုံတင်ပါဆိုတော့ ဒါတော့ family show ပေါ့နော် family show ဆိုတာဒီကားပေါ်မှာရှိတဲ့သူတွေအကိုကျွန်တော်ရဲ့မိသားစုတွေနောက်ပြီးတော့ဟိုကျွန်တော်မိသားစုတွေသဘောထားရတဲ့လူတွေအားလုံးကိုကျွန်တော်ဖိတ်လိုက်တော့ပါနောက်ပြီးတော့ကျွန်တော်မီဒီယာအဖွဲ့တွေပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်